ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတယ်ဗျာဟုတ်ကဲ့လေလားဒါမှမဟုတ်လို့ရှိရင်စစ်တပ်မှာဘလို့ဖြစ်နေတယ်လဲပေါ့နော်ဝန်ကြီးခလာဆန်ကနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာပြီးတော့မှစစ်တပ်မှာဘာတွေလိုအပ်နေတယ်လဲဘာတွေဖြစ်နေတယ်လဲစစ်တပ်ဆက်လက်မကြရှုံးရေးအတွက်ဘာတွေလိုအပ်နေတယ်လဲဆိုတာကိုကျွန်တော်နားလည်လာတယ်နောက်တစ်ခါစစ်တီတွေအာလုံးတက်မြတ်တရေးအတွက်နော်တရားမြတ်တမှုအတွက်ဘာတွေလိုအပ်နေတယ်လဲဆိုတာကိုကျွန်တော်နားလည်လာတယ်အဲ့တော့ကျွန်တော်သိရှိထားသမျှတွေ့မြင်ထားသမျှကိုကျွန်တော်အကောင်းဆုံးပေါ့အဲစစ်တပ်ကျူးက နိုင်ငံရဲ့အကျိုးကပြည်သူလူထုအကျိုးကကျွန်တော်ပြောကြပေးပါမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အားလုံးသိတယ်ကျွန်တော်ဒီခလာရ15နဲ့ပတ်သက်ပြီးခလာ15မှာအဲဗိုလ်ချုပ်ပေါ့နော်အဗိုလ်ချုပ်တန်းလှန်ရဲ့တမီးပေါ့အဲတမီးရဲ့ယောက်ျားတမတ်ပေါ့ဗျာနော်တမတ်ကတမတ်ကအရာရှိ3ဖွင့်နဲ့အဲသူနဲ့တပတ်စင်တယ်အရာရှိရဲ့မိမကိုကာမကျူးလွန်လိုက်တယ် နော်ကာမကျူလာရင်မရိမှုဖြစ်သွားတယ်ပေါ့ဗျာနော်မရိမှုကဘလို့ဖြစ်ရတယ်လဲဆိုလို့ရှိရင်သူဒီအာဘလို့ခေါ်မလဲကာမလေးကိုထမင်းဆိုင်သွားပါမယ်ဆိုပြီးခေါ်သွားပြီးတော့အရက်မိုးအောင်တိုက်ပြီးတော့တက်ကိုပြန်လာတဲ့ချိန်မှာအရာရှိရိတ်တာကိုမောင်းခေါ်သွားပြီးတော့ကာမလေးကိုအတင်းအဓမ္မမရိမှုကျူးလွန်လိုက်တော့ဗျာနော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကအမှုကိုကာကွယ်ခြင်းနဲ့တွေ့ကြမှုလို့တက်ရင်းမိုးရဲ့ကတော်ကို ူညီတောင်းပြီးတော့တရင်မှုကတော့သူအမှုသူကတော့သူသွားပြီးတောင်းမှန်တယ်တောင်းပြီးတော့သူကျူးဥုံငယ်ချောင်းလည်းသွားဝင်ခံတယ်လို့ကျွန်တော်ကြားသိရတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲသူဒီအဲသူဟိုတရင်မှုကတော့ကူညီပါတယ်နော်ကူညီတဲ့ခါမှာကမာလေးကိုမတိုင်မှုမပြောဘူးဆိုပြီးတော့တိန်း30နဲ့သွားညှိတယ်သူ30နဲ့သွားညှိမှာပဲတက်တက်လုံးပြန်သွားပြီဒီကိစ္စကအာလုံးဟိုးလေးတကြောကြောနဲ့ ဖြစ်သွားတယ်ဖြစ်သွားတဲ့အခါမှာကောင်မလေးရဲ့ယောက်ျားကလည်းအရာရှိပဲရှေ့တန်းမှာတိုက်ပွဲဝင်နေရတယ်ပေါ့နော်အဲ့တော့အရာရှိကနေပြီးတော့သွားတိုင်တယ်တိုင်တဲ့အခါမှာဂျီနန်ကတက်သွားပြီတက်သွားတဲ့အခါမှာဒီအဖို့ကိုမတိုင်မို့အတွက်ဆိုပြီးတော့သူ့ကိုယာတူးတွေနဲ့ဝိုင်းပြီးတော့ဖိကြတယ်ဘယ်လိုဘယ်လိုတွေဘယ်လိုတွေအထိပါလဲဆိုလို့ရှိရင်တက်မမှုပေါ့တက်မမှုအဆင့်တွေပါတယ်ဂျီဝမ်းအဆင့်တွေပါတယ်တယင်းမှုအဆင့်တွေပါတယ်အားလုံးကဝိုင်းပြီးတော့တားကြတယ်ပေါ့ဗျာနော်အဲတားတဲ့အခါမှာတော့ အဲကောင်လေးကဒီအရာရှိကလုံးဝနားမထောင်ဘဲနဲ့ဆက်လက်ပြီးတိုင်ကြတယ်တိုင်ကြတဲ့အခါမှာတော့အဲကျွန်တော်တို့ကဒါကိုသိရှိရတဲ့အတွက်ကြောင့်ကျွန်တော်ကလည်း online ပေါ်ကပြောလိုက်တာလေးရှိတယ်ပြောလိုက်တဲ့အခါမှာဒီကိစ္စခုံယုံတင်ပြီးစစ်ဆေးတယ်ခုံယုံတင်ပြီးစစ်ဆေးတဲ့အခါမှာခုံယုံကနေပြီးတော့အဲ့ဒီကိစ္စတွေအားလုံးကိုစစ်ဆေးတဲ့အခါမှာပေါ့နော်ရရှိသမျှအချက်လက်တွေကိုမပခတိုင်းကိုတင်လိုက်ပြီမပခတိုင်းကိုတင်လိုက်တော့ညာလည်းပဲမပခကနေအခုပြန်ကြလာတာပါလဲဆိုတော့ဒီကိစ္စကိုအစကတည်းကပြန်စစ်ရမယ်ဆိုပြီးတော့ စဉ်းစားအဲ့တော့ဒီကိစ္စကဘာကြောင့်မို့လို့မပခကပြန်ချပေးလိုက်တာလဲအဲ့တော့တိုင်းနဲ့တက်ရင်နဲ့နှစ်ခုပေါင်းပြီးတော့ဒီကိစ္စကိုအမှုဖုံးဖို့လုပ်နေတာလားဒါမှမဟုတ်အချက်လက်တွေပြန်ပြင်ဖို့လုပ်နေတာလားနောက်တစ်ခုကဒီအချက်လက်တွေအားလုံးကဇင်ထုံလင်းတဲ့ဒီတက်ရင်မှုကတော်နဲ့တက်ရင်မှုအားလုံးကိုအမှုပတ်နေတဲ့အတွက်ကြောင့်မို့လို့အစကတည်းကပြန်စစ်ခိုင်းပြီးသူတို့လိုသလိုစစ်လိုသလိုဖုံးဖို့လုပ်နေသလားလုပ်နေတာလားဆိုတော့ကိုတော့ကျွန်တော်တို့ကတော့တန်တရားရှိတယ်အဲ့တော့ဒီကိစ္စကိုလေ့လာခြင်းအပြင်ဝိတောက်ကကိစ္စကိုကျွန်တော်နားလည်လာတယ် တက်ရက်ဒီငွေရှာပုံတွေနားလည်လာတယ်ပြီးတော့တက်ကဘာကြောင့်မို့လို့စစ်တက်တက်ရင်းနေပေါ့နော်ရန်သူဝင်တိုက်တိုင်းဘာကြောင့်မို့ကြာနေတာလဲဆိုတော့ကျွန်တော်နားလည်လာတယ်အဲနောက်တစ်ခုအနေနဲ့ကတက်တွင်းမှာပေါ့နော်အကတ်ရှိလို့ရှိရင်အကတ်ရှိလို့ရှိရင်အေးအေးစစ်စစ်နေလို့ရတယ်အကတ်မရှိလို့ရှိရင်တော့နေနေခံရမယ်ဒါခါတဲ့ရခိုင်တို့ဘာလို့သွားရမယ်ပေါ့ဗျာအရှိန်တန်းမှာအသေးချေတိုက်နေရမယ်အေကေရေကိုကတော့အကတ်ကောင်းမယ်ဆိုတက်မှာအေးအေးစစ်နေရတယ်ဆိုတဲ့ပုံစံမျိုးထိအဲစစ်တက်ရဲ့ပေါ့နော် လိုအပ်ချက်တွေကိုကျွန်တော်သွားတွေ့လာရတယ်ပေါ့ဗျာနော်မင်္ဂလာပါအားလုံးအဆင်ပြေသွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်နော်ဟုတ်ပါပြီအဲ့တော့အနမတ်၁ချက်အနေနဲ့ဒီမရိမှုကိုဒီမရိမှုကိုစုံခုံနဲ့စစ်ပြီးသွားစစ်ဆေးချက်တွေကိုမပခောက်တင်လိုက်ပြီမပခောက်တင်လိုက်ခါမပခပြန်ချပေးလိုက်ရဆိုတဲ့ခါကျတော့တို့လိုတဲ့အဖြေမရလို့သလားဟုတ်လားဖြေမရလို့တို့ဆက်လက်ပြီးစစ်ခိုင်းတယ်ထက်ကထက်ကစေဖို့မို့ဆိုလို့ရှိရင်မင်းတို့အဲဒီတက်ရင်းကနေပြီးတော့ဟုတ်လား ပြဿနာဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကြောင့်လားအဲအဲ့ဒါလေးကကျွန်တော်တို့ကတော့စဉ်းစားလာရရပါဗျာနော်အဲ့တော့အခုမကြခင်တဲ့ဒီတက်ခလာ15ကိုတက်စစ်ကလာတော့မယ်ဗျာနော်မြန်မာအားပေးနေပါအောင်လေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်မကြခင်တက်စစ်ကလာတော့မယ်တက်စစ်လာတော့မယ်ဆိုတော့ခါဒီကိစ္စကိုဝိုင်းပြီးဖုံးဖိနေတာတွေရှိတယ်အဲ့တော့ဒီတက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လေ့လာကြတက်မှာကတက်ပြေးက33ယောက်ရှိတယ်အဲ့ဒီ33ယောက်ကဘယ်လိုကောင်းဆိုအထက်ကိုမတင်ပြဘူး အထက်ကမတင်ပြပါပဲနဲ့အောက်မှာပဲတည်ရေးပူကြီးနဲ့ပေါင်းပြီးတော့သူတို့တွေရဲ့လစာကိုနော်လစာကိုစားနေတာကိုသွားတွေ့ရတယ်အဲ့တော့ဒီ33ရောက်ရဲ့မိသားစုတွေကဘာမှဒီခံစားခွင့်နေမရဘူးပေါ့ဗျာနော်အဲ့သူတို့ကအထက်ကမတင်ပြတဲ့အခါကျတော့အဲ့တော့တက်ပြေးရှိတာကိုအထက်ကမတင်ပြအထက်ကမတင်ပြခါကျဒီတက်မှာတက်ကအထက်ကအင်အားရှိတယ်လို့သတ်မှတ်တယ်သတ်မှတ်တဲ့ခါမှာတော့တပုံောက်ဝင်တိုက်တဲ့ခါမှာအင်အားမရှိအင်အားမရှိတဲ့ခါကျတော့ကြာကုန် ဲဒါကဘာကြောင့်မို့လို့စစ်တပ်ရဲ့တည်ရင်နေနော်တည်ရင်နေတည်ရင်နေဟာသဘုံဝင်တိုင်းကြကြနေလဲဆိုတော့ဩကျွန်တော်တို့ကဟိုတုန်းကတော့အထက်ရာရှိတွေဥမင်းအွန်လိုင်းတို့ကိုကျွန်တော်တို့ကဝေဖန်ခဲ့တာအများကြီးပဲနော်ဝေဖန်တဲ့လူဝေဖန်တာပါဒါပေမဲ့တကယ်တမ်းကျတော့မိမိတည်ရင်နေကိုယ်တိုင်ကဒါမျိုးကိုတက်မှာအားမရှိဘူးတက်ပြေးလာတာတွေကိုစားပြီးတော့အထက်ကဟာအားလုံးအဆင်ပြေပါတယ်အားလုံးကျွန်တော်ဖွဲ့စည်းပုံပြေပါတယ်အားလုံးလက်နက်ခဲရန်အဆင်ပြေပါတယ်ဆိုပြီးတော့အောက်ကနေပြီးတော့အထက်ကိုညာနေမှတော့ အောက်ကအတိုက်ခံတဲ့ခါမှာကြာအထက်ကအထက်အပြစ်ရှိသေးတာဆိုတော့အထက်ကဒီကိစ္စမှာတော့အပြစ်မရှိဘူးလို့ကျွန်တော်တို့ပြောလို့ရပြီခင်ဗျာနော်မင်္ဂလာပါမင်္ဂလာပါအဲ့တော့ဒါကတော့တက်ပြေးမှုတွေပေါ့ဗျာနော်တက်ပြေးရောက်30ဆိုတော့ဗျာခလာ15တလားတလားဘယ်လောက်ရမလဲဆိုတော့တိန်းကမရဘူးဆိုရှင်တိန်း150 200နီးပါးလောက်ရတော့ဟိုလစဉ်ရနေတယ်ဒီလစာတွေကိုဘယ်သူနဲ့စားနေလဲဆိုတော့ကြာတက်ရေးမှုနဲ့နော်တက်ရေးမှုကတော်နဲ့အဲ့ဒီ တက်ရေးပူကြီးနဲ့ညှိပြီးတော့လှုပ်နေတဲ့ပုံစံမျိုးတွေသွားတွေ့ရတယ်။ဩငါတို့တက်တယ်ငါတို့တက်ရင်းနဲ့ဘာကြောင့်မို့လို့ကြာရှုံးနေတာလဲဆိုတော့ကျွန်တော်သွားကြည့်တာတော့အောက်ခြေကအထက်ကိုအင်အားဘလောက်ရှိတယ်ဘလောက်ရှိတယ်ဆိုတာဘာကြောင့်မို့လို့မပြောတာလဲကျွန်တော်တို့ကကိုကိုကိုပြန်မင်းနေတာလေနော်အဲ့တော့အခုတော့တိလာရပြီ color ဆန်ကောင်းတော့တစ်ခါကြာလို့ရှိရင်ဒီအမှုဒီမရိမှုတော့မကျွန်တော်ကျေစုတင်အောင်မယ်နော်ဒီကိစ္စမှာကျွန်တော်တို့တိလာရပြီဒါကတစ်ချက်ပေါ့ဗျာနော်အဲနောက်ထပ်တစ်ချက်ကပါလဲဆိုလို့ရှိရင် အာဘယ်လိုခေါ်မလဲတက်ကဝိတောက်ကကိစ္စဝိတောက်ကကိစ္စကြောင့်ဟုတ်ပြီဇင်ထွန်းလင်းတို့လင်မယားကိုဘာကြောင့်မို့လို့ဒီတက်တက်လုံးကလူကြီးတွေကဝိုင်းပြီးကာကွယ်နေရတာလဲဆိုတဲ့ခါကျတော့ယာဒူးကိုသွားတွေ့ရတယ်ယာဒူးကဘိုချုပ်ရဲ့သမတ်ဆိုလို့ရှိရင်အော်ဒီလောက်တော့ယာဒူးကြီးပါသလားဘောနော်ဟုတ်ပြီဘိုချုပ်ရဲ့သမတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဝိုင်းကာပြီးရအောင်ကာကွယ်ပေးမယ်ဟုတ်ပြီအဲ့နောက်တစ်ချက်အနေနဲ့ဝိတောက်က ဒီဘုံကျုံနာမည်ပေးတုံးလိုက်လို့ရှိရင်ဒီဝိတောက်ကားကိုဘယ်သူမှတော့မစစ်ရဲဘူးမစစ်ရတဲ့ခါကျတော့ဒီအမျိုးသမီးကဝိတောက်ကားတွေရောင်းပေးတယ်ကြံတဲ့အရာရှိတွေကဝယ်တယ်အဝယ်တဲ့ခါကျတော့ဝိတောက်ကားတွေရောင်းပြီးနံဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တက်ထဲမှာတက်ထဲမှာຢာဓူးပေါ့ဟိုဘယ်လိုခေါ်မလဲဆိုဩသာအာနာထူထောင်တဲ့ပုံစံမျိုးတွေတွားတွေ့ရဩဒါကြောင့်မို့လို့ဝိတောက်ကားတွေကိုတက်မလို့ကဟလာစစ်အဲဦးမင်းအွန်လိုင်းကဘလောက်ကြီးပဲဖမ်းကျင်ဖမ်းကျင်ဝိတောက်ကားများသည် ဒီတက်တွေကတက်တွေကအရာရှိတွေကပဲဝယ်နေစီးနေလုံနေတာပါလားဆိုတော့ကျွန်တော်သွားတွေ့ရတာဒါဇင်ထွက်လင်းကိစ္စကိုကျွန်တော်တို့ကလေ့လာရင်းနဲ့သိရနော်တက်ပြေးကိစ္စတွေကျွန်တော်သိလာရတယ်ဒီကျွန်တော်တို့ဒီအမ်ဘလိုဟောဝတ်တောက်တာကိစ္စတွေအဲကျွန်တော်တို့သိလာရတယ်ဟောဗျာနော်အဲ့တော့တက်တွေဘာကြောင့်ကြာနေလဲဒါကြောင့်မို့လို့ကြာနေတယ်ဟောဗျာနော်အဲ့နောက်တစ်ချက်အနေနဲ့ကဘာလဲဆိုတဲ့ခါကျတော့ပတ်စံရှာနိုင်တဲ့တက်ဆိုလို့ရှိရင်တိုင်းကအစ ထာထားရတယ်ဆိုတော့ကျွန်တော်သွားသိလာရတယ်ဆိုတော့ကျွန်တော်ခလာ15ဟာခလာမွန်ကြီးခလာ15ဟာငွေရှာနိုင်တဲ့တက်ထဲမှာတကယ်တက်တတ်ပါတယ်အဲ့တော့ဒီကငွေတွေရနေတဲ့အတွက်ကြောင့်မို့လို့တိုင်းတက်ကိုယ်တိုင်ကခလာ15ကိုမလန်နိုင်ဘူးဆိုတော့သွားတွေ့ရတယ်နောက်တစ်ခုကဒီလောက်ထိဆုံခုံစစ်ပြီးတော့နော်စုံကုန်စစ်ပြီးသွားလို့ရှိရင်တိုင်းဝင်တင်ရတိုင်းကနေပြီးတော့ကကကြီးဆိုတဲ့ပုံမြင့်တဲ့အထက်ကိုတင်ရတယ်ကကဥပဒေဆိုတဲ့ကကဥကထပ်ပြီးတော့ဆုံးဖြတ်ချက်ချတယ်အဲ့ဒီအစင်းအစင်းကိုမရောက်သေးရဘဲအမှုမှအောက်မှာ ဘလို့ဟောမစလို့လို့လို့သူတို့စီမံခန့်ခွဲပြီးတော့မှအထက်ကိုပို့ရဲဆိုတော့သူကတည်းအော်စစ်တပ်ကလည်းဒါမျိုးတွေရှိတာပါပဲလားဆိုတော့ကျွန်တော်သွားနားလေရတယ်ဗျာနော်ဟုတ်လားအဲ့တော့စစ်တပ်မှာဒါမျိုးတွေလုံလို့ရနေတာကိုကျွန်တော်သွားတွေ့ရနောက်တစ်ခုအနေနဲ့ကတော့ gate တွေပေါ့နော် gate စောင့်နေအဲ့တော့ဒီတက်တွေကဘယ်ကပတ်စံရလဲဆိုတော့ gate တွေပေါ့ gate တွေ ဂိတ်တွေဖောက်ထားတယ်ပေါ့နော်ကျွန်တော်တက်ရဲ့ရှိမှာဂိတ်ထားတယ်အဲ့ဒီဂိတ်ကနေပြီးတော့အဲ့ဒီဂိတ်ကိုဘယ်သူတွေထားလဲဆိုတော့အရာကြံပူအုပ်စုကိုထားတယ်လို့ကြားသိရတယ်နော်အဲ့တော့တရက်တရက်ကို360လောက်ကိုဝင်နေတာအဲ့ဒီပြင်ကိုအဲ့ဒီနာမရွာတွေမှာတစ်လောက်တယ်အဲ့ဒီတစ်လောက်တဲ့အိမ်တွေကလည်းဝေကြီးကောက်ခံတယ်ကောက်ခံတဲ့ခါမှာဒီတက်ကတော့ဒီတက်ကဝင်ငွေရတာပေါ့ဗျာနော်ဝင်ငွေတော်တော်ရတာကိုသွားတွေ့ရတယ်အဲ့တော့ဝင်ငွေရတဲ့တက်ဆိုလို့ရှိရင်တိုင်းကအစား နော်မပခဆိုတဲ့တိုင်းကြီးကတော့မပဲမလန်ရဲပါလားဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့အထက်ရာရှိကိုဂါနိုင်ရင်ပေးနိုင်ရင်နော်ကျွန်တော်တို့အဲဘယ်လိုဟောမလဲဆိုလို့ရှိရင်အရာရာအောက်မှာ အောက်ချီမှာလုံချင်းသလိုပုံစံတွင်းလို့ရဆိုတော့ကိုကျွန်တော်တွားနာလေလာလိုက်နောက်တစ်ခုအနေနဲ့ရခိုင်ကစစ်တီတွေပေါ့ဗျာနော်သူတို့မှတော့နှစ်နှစ်လဲကျွန်တော်တို့မပြန်ရ၃နှစ်လဲမပြန်ရ၆နှစ်လဲမပြန်ရဆိုတဲ့တက်တွေရှိတယ်အဲ့တော့ခင်ဗျားတို့ဘာကြောင့်မို့လို့ခင်ဗျားတို့ကြတော့အဲ့ဒီမှာ သွားနေရပြီးတော့ဘာကြောင့်မလို့တက်မှာကြံတဲ့သူတွေကနောက်တန်းမှာပဲနေပြီးတော့ဟာကြံတဲ့နေရာတွေမှာပဲအဆင်ပြေအောင်နေလဲဆိုတဲ့ခါကျတော့ဩပါရဆိုင်ရာရှိတဲ့သူများဒီမသွားချင်တဲ့အုပ်စုများဒီအုပ်စုကြီးတီးတန့်လို့ရှိနေပြီဆိုတော့ကျွန်တော်သွားတွေ့ရတယ်အဲ့တော့အဲ့ဒါကဘယ်မှာသွားတွေ့ရလဲဆိုဇင်ထုတ်လင်ကိစ္စမှာသွားတွေ့ရတယ်အဲ့တော့ဘိုလ်ကြီးစင်ရင်အတူတူနော်အဲ့တော့ तू ကမရင်းကျင်းလိုက်တာလေအဲ့ तू ကောင်းမဲဆိုတော့ तू ਨੇ တပတ်စင်နေအာအရာရှိရဒီကျွန်တော်တို့အမျိုးသမီးကိုမရင်းကျင်းလိုက်တာဖြစ်တယ်အဲ့တော့ ဘိုလ်ကြီးစင်ရင်တူတူဒီဘိုလ်ကြီးကတော့အရှိတမ်းမှာအသေးသေးသွားတိုက်နေရတာအသူ့ကိုမေးကြည့်တဲ့အခါမှာတော့သူ့နောက်မှာဘာအကက်ဘာ ground မှမရှိဘူးလေအေးအကယ်၍အကက်ကောင်းတဲ့အစင်ထွန်းလင်းရကြတော့တက်မှာအာအေးအေးစစ်စစ်ပဲဘဲမှဘဲရှိတမ်းမှာသွားစရာမလိုဘူးအဲ့တော့အကက်ကောင်းရင်နော်စစ်တပ်မှာနေရာရာဤဆိုတော့ကျွန်တော်သွားတွေ့လာရတယ်အဲ့တော့အကက်မကောင်းလို့ရှိရင်တော့ရခိုင်လိုနေရာမျိုးကို6နှစ်လောက်ပို့ထားတယ်နော်အဲဒါမျိုးတွေအရှိန်အောင်မှာတစ်ချိန်လုံးတိုက်တိုက်တိုက်ဆိုတဲ့ပုံစံမျိုးပို့တယ် တော့စစ်တပ်နဲ့ပတ်သက်ပြီးတော့ဇင်းထုတ်လင်းကိစ္စမှကျွန်တော်သိလာတာဝေတောက်ကားကိစ္စနော်တပ်ပြေးတွေကိုစည်ရင်မတင်တဲ့ကိစ္စအားကြကျွန်တော်သိလာရတယ်။အဲနောက်ထပ်အနေနဲ့ဒီပေါ့အရာရှိစင်းစင်းတွေကလည်းဟိုပရိုဂရမ်လဲဆိုတော့ငွေကြေးအားဖြင့်ခါနိုင်လို့ရှိရင်ဝိုင်းကာကွယ်ပေးဤဆိုကျွန်တော်သွားတွေ့လာရတယ်။နောက်တော့ Color 15ကငွေရှာကောင်းတဲ့တော့ငွေရှာကောင်းတဲ့တက်ဆိုတိုင်းကအစမလန့်ရဲဘူးဆိုတာကိုကျွန်တော်သွားတွေ့လာရတယ်။အဲနောက်တစ်ခုဘာတွေသိလာရလဲဆိုတော့ခါကြတော့ Color 15လို့ငွေရှာကောင်းတဲ့တက်ကို တယင်းမှုအဖြစ်ရောက်ဖို့ဆိုတာမလွယ်ဘူးเนาะတောင်းတောင်းအကက်မရှိဘဲနဲ့မရောက်နိုင်ဘူးအဲ့တော့ငွေပေးနိုင်လို့ရှိရင်တယင်းကောင်းကောင်းကိုเนาะတွားရဤဆိုတာလဲကျွန်တော်နားလဲသိရှိလာရတယ်အဲနောက်တစ်ခုအနေနဲ့ကတော့ဗျာเนาะဒီလောက်မရိမှုတော့မှပဲစုံခုံစစ်စင်းမှုတော့မှပြန်စစ်အစအနေပြန်စစ်တို့လူချင်းနဲ့ဘာမှဆိုတော့အစင်ပြေတဲ့အခြေအနေကိုမရောက်မချင်းပြန်စစ်ဖို့အတွက်ကအောက်ကနေကတော့နိုင်လို့ရှိရင်အဲ့လိုမျိုးဖြစ်တယ်ဒါမျိုးလုံးလို့ရဆိုတော့ကျွန်တော်သွားတွေ့လာရတယ်အဲ့တော့ တက်ရဲ့တက်တွင်းဥပဒေကတော့တဲ့နော်တိုင်းစီရေးကြည်ဝမ်းနဲ့တိုင်းမှုရဲ့ဆုံးဖြတ်ချက်အဓိကပါပဲကောင်မကြီးနဲ့ရက်တိတ်လေးထည့်ပြောပြောဟုတ်ကဲ့ပါနော်ကိုရည်သဘောတရားတွေပြောပြခြင်းနဲ့ကောင်မကြီးတဲ့ဟုတ်ကဲ့ပါအဲ့တော့အဲဒီနေရာမှာပေါ့နော်ဟိုဒီပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပါဝင်ပတ်သက်တဲ့သူတွေအားလုံးကကျွန်တော်နာမည်တွေအကုန်လုံးရုပ်ပြမယ်နော်တရင်မူး နော်ဘူမူဇောတန်းနိုင်ဒါသူကတည့်ရေမခလာရ15ရက်တည့်ရေမသူမိမဒေါ်အေးအေးသိမ့်ဒေါ်အေးအေးသိမ့်ဆိုတာကနာမည်အရန်ကြီးနေပါလေ။ဘာကြောင့်လဲဆိုတော့တက်ယောက်ျားရဲ့ယာသူကသူ့ယာသူဖြစ်နေပါလေ။နော်ယောက်ျားယာသူကိုသူ့ယာသူထင်ပြီးတော့ကိုလို့လို့စီမံချဲ့လဲနေတာတွေသွားတွေ့ရတယ်နော်။အဲ့တော့ဒီနေရာမှာဘူချုပ်တန်းလိုင်ရဲ့တမတ်ဘူကြီးဒါပါဝင်ပတ်သက်သူနော်။သူသူမိမကတော့လိုင်မှုတက်ဟုတ်လား။အဲဒါကတော့သူ့ရဲ့မိမပေါ့ဗျာနော်။ အဲနောက်ထပ်ပါဝင်ပတ်သက်သူကကောင်မလေးကိုထမင်းဆိုင်သွားမယ်ဆိုပြီးတော့သွားခေါ်ပေးတဲ့တက်ချက်ကြီးခမောင်ထွေးအဲသူကလည်းပါဝင်ပတ်သက်နေတယ်အဲ့တော့ဒီနေရာမှာဒီလူတွေဘာကြောင့်ပတ်သက်နေလဲဆိုတာကြတော့စီရောက်မှုတွေလေပြတဲ့တန်းလားစီးပွားရေးပတ်သက်မှုတွေတော်တော်ကြီးပါလေခင်ဗျားတက်တယ်ဒါမျိုးပဲ့နေလို့မရဘူးစစ်တိုက်ခြင်းနဲ့စိတ်ရှိရမယ်ခင်ဗျားတို့ဒါမျိုးမပခါကြီးဖြစ်ချင်တိုင်းဖြစ်နေတယ်ဟဲ့လားမပခါအောက်ကတက်ရင်းနေဖြစ်ချင်တိုင်းဖြစ်နေတယ်တပုံလာတိုက်တိုင်းကြာနေတယ်ဒါမျိုးမဖြစ်ရဘူးเนาะ ောက်ထပ်ပါဝင်ပတ်သက်မှုကနော်မပါခဒုတိုင်းမှုမပါခဒုတိုင်းမှုကဘာဘယ်လိုပါဝင်ပတ်သက်လဲဆိုလို့ရှိရင်ဒီအမှုကိုစတိုင်တော့မယ်ဆိုပြီးတော့တဲ့အဲ့ဒီပေါ့နော်ကျူးလွန်ခံရတဲ့ကောင်မလေးရဲ့ယောက်ျားကဘူကြီးကဆုံးဖြတ်တဲ့အချိန်မှာအဲ့ဒီမပါခဒုပိုင်းတိုင်းမှုကလေရင်နဲ့ပြန်လာပြီးတော့ဒီကိစ္စကိုမတိုင်ဘူးနော်အဲအရာရှိကိုတခါတည်းအရှိတန်းကိုလှုပ်လိုက်တယ် အဲဒါကမပါခဒူတိုင်းမှုရဲ့ပါဝင်ပတ်သက်မှုကဒီလိုပါဝင်ပတ်သက်တယ်။ဟုတ်ပြီအမြောက်တက်မှမှုကိုတုံဆိုးရလဲပထမပါဝင်ပတ်သက်မှုကသူပါဝင်ပတ်သက်မှုကတော့ဘာမှမဟုတ်ပါဘူး။ဘလို့ခေါ်မဆိုရှင်ဖြောင်းဖြားပြောဆိုမှုလေးတော့ရှိတယ်လို့ကျွန်တော်ကြားသိရတယ်။ဒါပေမဲ့ခုနောက်ပိုင်းသူ့ရဲ့ရက်တီမှုဟာတမာတမတ်ကြလာတာကိုကျွန်တော်သွားတွေ့ရတဲ့အတွက်ကြောင့်မလို့တမာအမြောက်တက်မှမှုကိုတုံဆိုးဆိုရလဲဒါအဲသူ့ရဲ့ခုနောက်ပိုင်းပေါ့နော်ရက်တီချက်တွေကအဲတော်တော်လေးကိုလေးစားစရာကောင်းတော့အောင်တမာတမတ်ကြတွေ့ရတဲ့အတွက်ကြောင့်မလို့သူအရှင်က ထောင်ပြမှုရှိနေမယ်လေအခုနောက်ပိုင်းမှာသူရဲ့ရည်တည်မှုကိုကျွန်တော်လေးစားပါရနော်အဲ့တော့နောက်ထပ်ပါဝင်ပတ်သက်မှုကကြတော့မျက်မြင်ကိန်းဆောင်နှစ်ဦးနော်အဲသူ့ကိုတော့ကျွန်တော်တို့သူတို့ကကြတော့တယောက်ကတော့ဖက်ပြေးသွားပြီနောက်တစ်ယောက်ကတော့အရှိန်အဟောင်းရောက်နေတယ်အဲဒါကမျက်မြင်သက်တည်ဖြောက်မှုပေါ့ဗျာနော်အဲနောက်တစ်ယောက်ကကြတော့မှတ်တင်းပြက်ပြက်မွေးဆိုတဲ့ main key တယောက်သူကလည်းမျက်မြင်သက်တည်ပဲဒီအမှုမှာအဲ့တော့မျက်မြင်သက်တည်တွေအားလုံးကလည်းဒီကဲ့သို့ဒီချမ်းလာလေးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့အခုစုံခုံဥက္ကဋ္ဌကနော်အဲ တမအမြောက်တက်ရဲ့အမြောက်တက်208ရဲ့ရေမူဥဝင်းနိုင်တယ်ဗျာသိလားဒီဆုံခုံဥက္ကရာတော့ဘလို့ပါဝင်ပတ်သက်မှုရှိတယ်လဲဆိုတော့ကြတော့ဒီဆုံခုံဥက္ကရာကညံကြီးရှင်เนาะတလာပိုင်းเนาะ26ရက်နေ့မှာဖြစ်တဲ့မရိမှုကိုเนาะ24နာရီတွင်ပဲတုပ်ပိုးကစစ်လို့ရတဲ့ဟာကို9လပိုင်းမှာတုပ်ပိုးစစ်ခိုင်းတယ်ဒါညံကြီးရှင်เนาะအဲ့တော့သူ့ရဲ့ပါဝင်ပတ်သက်မှုကလည်းဘလို့နီးနဲ့ပါဝင်ပတ်သက်တာလဲအဲဒီအမှုကိုဖုံးညင်တာလား နော်ဒါကသူ့ရဲ့ပါဝင်ပတ်သက်မှုပေါ့ဗျာနော်အဲ့တော့စစ်ချက်တွေစစ်ချက်တွေအားလုံးမှာကျွန်တော်စစ်ချက်တွေအကုန်လုံးအထိကျွန်တော်ချပြလို့ရပါတယ်လို့အဲ့လို့ရှိရင်ခင်ဗျားတို့အဲ့ဒီမေးခွန်းတွေအစားဘာတွေချပြလို့ဆိုတော့ကျွန်တော်ပြောပြလို့ရတယ်ဒါမဲ့လည်းမလိုအပ်ရင်ကျွန်တော်မပြောဘူးနော်ဒါပါဝင်ပတ်သက်သူတွေပေါ့ဗျာနော် G1 G1 ရဲ့ပါဝင်ပတ်သက်မှုကလည်းတိုင်းတာတစ်ခုအထိဒါဖြောင်းဖြောင်းမှုအဆင့်နေတဲ့သူတို့ပါဝင်ပတ်သက်မှုတစ်ခုပေါ့ဗျာနော်အဲ့တော့နောက်တစ်ခုကဒီဒီဆုံးခုံဥက္ကဋ္ဌရဲ့အမှားကဘာလဲဆိုတော့ မင်္ဂလကောင်မလေးရဲ့ကာမပိုင်လင်းယောက်ျားမရှိဘဲနဲ့ကောင်မလေးကိုပုတ်ပိုးသွားစစ်တာဟာအဲဒါကတဏီအဖြစ်အဲသူလဲအမှုကသူကသူ့အမှုပါမယ်ပတ်သက်မှုကဒီပုံစံနော်အဲနောက်တစ်ယောက်အနေနဲ့ဒေါ်အေးသိန်းကကြတော့ပြစ်ဒဇာဆက်သွင်းမှုဘာကြောင့်ဆိုတော့သူကငွေသိန်း30ပေးတယ်ဆိုတော့ကဒါကပြစ်ဒဇာဆက်သွင်းတာပဲအဲ့တော့ငွေသိန်း30ကိုဘာကြောင့်ပေးလဲဆိုတော့မုတ်ဖိုးပေးတာပါမုတ်ဖိုးပေးတယ်ဆိုတော့ဟာလေကျန်တဲ့ရဲမီတွေက ပတ်စံမလို့ဘူးပေါ့လေဒီတယောက်ထက်သိန်း30လို့တဲ့ခါကြတော့အဲ့တော့ဒါကိုလည်းသူတို့ဖြောက်ဖို့ကြိုးစားနေတယ်အဲ့တော့သူတို့လိုချင်တဲ့အဖြေမရောက်မချင်းကခါနိုင်တဲ့ဒီဝင်ငွေကောင်းတဲ့ဒီတည်ရင်မှုနဲ့တည်ရင်မှုကတော့သွားသွားကတော့နေတယ်နော်ကတော့အတွက်ကြောင့်မို့လို့ဟဲ့အထက်ကဖတ်ကြည့်ဟာမင်းတို့အမှုကမင်းတို့ညှိနေပြီဟာတော့ကျွန်တော်ဒီလိုပြန်ရေးမယ်ဆိုရင်အစားအပြတ်စစ်မယ်ဒါမျိုးလုပ်လို့ရသလားအဲ့တော့ကကကြီးနဲ့ကကဥကိုမရောက်သေးရကတော့ဒီမပခမှာမပခနဲ့ဒီခလာ15က ုပ်ချင်သလိုလုပ်နေတယ်မှာအဲ့တော့ခင်ဗျားတို့မပါခဖြစ်ချင်တိုင်းဖြစ်နေပြီလားနော်အဲအဲ့ဒါလေးကျွန်တော်ဒါ color 15နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပြီးရနောက်ပိုင်းမှာစစ်တပ်ရဲ့လူအချက်တွေကိုနားလည်လာတယ်တခုတော့သိထားပါဗျာကျွန်တော်ဒါမျိုးပြောနေကျွန်တော်ဒီ2021ခတဲ့ကခင်ဗျားတို့ဒီတက်မတော်နဲ့ရက်တည်ပြီးတော့ပြောဆိုလာတဲ့သူတယောက်ဖြစ်တယ်ကြာလာလေးလေးခင်ဗျားတို့ကျွန်တော်တန်ရောစင်နဲ့ကြီးနေပါပြီနော်ကျွန်တော်ရဲ့မိတ်ဆွေတွေအမျိုးတွေဆွေမျိုးတွေမောင်ညီကိုမောင်နှမတွေကိုသဘောထားတယ် ခင်ဗျားတို့ကိုပြောတိုင်းပြောတိုင်းမှာကျွန်တော်ဘလို့ခံစားရတယ်ဆိုလို့ရှိရင်လေကျွန်တော်ကလည်းတန်ရောင်းစင်ကြီးတက်တဲ့သူเนาะနောက်တစ်ခုကအရန်ချစ်တက်တဲ့သူဆိုတဲ့အခါကျခင်ဗျားတို့ကျွန်တော်အရန်အောင်ချစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကိုပြောတိုင်းပြောတိုင်းမှာကျွန်တော်ဘလို့ခံစားရဆိုကျွန်တော်တိတ်ချရတဲ့တားသမီးကိုကျွန်တော်ပြန်ပြီးတော့စုဆုံးမနေရတယ်လို့เนาะကျွန်တော်တိတ်ချရတဲ့ညီကိုမောင်နှမဦးလေးတွေကိုပြန်ပြီးစုဆုံးမနေလို့ကျွန်တော်ခံစားရတယ်เนาะခင်ဗျားတို့ကိုပြောတဲ့အတိုင်းမှာကျွန်တော်ကိုယ်တိုင်လည်းနာပါတယ်เนาะအဲ့တော့ဒါမှမဟုတ်လေတပ်မတော်ရဲ့အကျိုးက တောင်းငယ်သားရဲ့အကျိုးကအမှန်တရားရဲ့အကျိုးကကျွန်တော်အနေနဲ့မဖြစ်မနေပြောရဆိုတော့နားလည်ပေးပါကျွန်တော်ကိုယ်တိုင်လည်းနားကျင်ရပါတယ်နော်မပြောချင်ပါဘူးကျွန်တော်ပြောနေလို့မထင်ပါနဲ့ပြောနေရတာနော်အမှန်တရားအတွက်သာကျွန်တော်ပြောနေရတာပါအဲ့တော့အဲဒါလေးကတော့ကျွန်တော်အားလုံးသိစေချင်တာပါအဲဒီအမှုနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာရတာလေးပေါ့လေ့လာရပြီးတော့တက်တွက်လိုအပ်တာလေးကိုကျွန်တော်ထောက်ပြနိုင်အတွက်ကြောင့်မို့ဒီအမှုကိုတော့မှကျွန်တော်အနေနဲ့ပြန်ပြီးတော့အဲကျေးဇူးတင်ရမှာပါကျွန်တော်သိရှိလာတာအများကြီးပေါ့နော်